ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ဒီလေး YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့အပြီးခွေကနန်းခုနှစ်လုံးပေါ့နော်အပြီးခွေကနန်းခုနှစ်လုံးဤနှမျိုးကိုကျွန်တော်ပြန်လည်ပြောပြတော့မှာဖြစ်ပါတယ်ကျွန်တော်ဒီ3689တောင်များတိမှာဆိုရင်869ဒီ908ဆိုပြီးဖြစ်ပါတယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ပုံသူကဒီအကွင်းခတ်ထားတဲ့ဟာပဲရှိတယ်ပေါ့နော်အဲ့ဒီမှာ3936ခုနှစ်ကွက်ရှိတယ်ပေါ့နော် အဲ့ဒီခုနှစ်ကွက်ထဲကပုံတူဒီ689တုံများပုံတူတယ်ပေါ့နော်အဲ့ဒီမှာတော့ကျွန်တော်တို့689ဒီ98ဆိုပြီးဖြစ်ပါတယ်ပေါ့နော်ဒါကျွန်တော်တို့78ချိန်တုံးကဖြစ်ပါတယ်ပေါ့နော်ဒီ19ချိန်မှာကျတော့689တုံများအပြီးခွေဆိုပြီးတော့ပုံတူရတယ်ပေါ့နော်အဲ့ဒီထဲကကျွန်တော်ဒီမှာခုနှစ်ကွက်ပေါ့နော်တင်းနေတုံးနေ969အဲ့ဒီခုနှစ်ကအပူမပါဘူးပေါ့နော်အပူမပါဘူး အဘူကတော့ကျွန်တော်666ရဲ့966ရဲ့စပီးပြပေးထားတယ်ပေါ့နော်696စပီးတော့အအဘူဖြစ်ပါတယ်ပေါ့နော်အဘူကနောက်ကထဲပဲရှိတာဖြစ်ပါတယ်ကျွန်တော်မိကရနဲ့တိတ်ဆိုင်နေတာလေးကိုကျွန်တော်ကဒီမှာအာဆက်တန်းထူလေးနဲ့ပြပေးထားတယ်ပေါ့နော်668နဲ့669နဲ့မှာ696စပီးဖြစ်ပါတယ်ခင်ဗျာโอเคဒီနေ့အဆက်ကိုကျွန်တော်တို့16ချိန် sorry 20ချိန်အတွက်ပေါ့နော်ကျွန်တော်ထပ်ပြီးတော့အတူတူလေ့လာကြည့်အောင်လားခင်ဗျာ ခေတားလေးကတော့ကျွန်တော်အပြည့်ခွေကနိုင်ခုနှစ်လုံးပေါ့နော်ခုနှစ်လုံးထက်က၃လုံးအပါဖြစ်ပါတယ်36 89 3များတင်မှာ306ရရှိရသည့်ရှေရှား၃ငါရှိကိုတုံများတင်းနေတုံးပါဆိုရင်ကိုရတုံများရဲ့နေ့တိနေ့တုံများကိုစပီဖြစ်ပါလေပေါ့နော်ဒီရှိရှောက်တုံးနေ့တုံများကိုခွန်ခွန်ကိုမာတော့ခွန်ရကိုရအပူပေါ့နော်ခွန်တုံညာအပူတုံးရခွန်ရအပူတုံးခွန်ခွန်ဖြစ်ပါတယ်ရှိကိုလေငါရှောက်တုံးရှောက်ရှိခွန်နေ့နေ့ခွန်အဲ့မှာကျွန်တော်ဒီအပြည့်ခွေကနန်းခုနှစ်လုံးတောက်လျှောက်ဖြစ်ပါလေပေါ့နော် ဒီ6လေး6တပြင်မှာလည်းကျွန်တော်6 9 3များတင်းနေ3လေးမှာ6ရက်၄ရက်ဒီ6လေး6ဒီမှာတော့6 9ဒီခမန်းတာ6လေး6ဖြစ်ပါတယ်ပေါ့နော်ဒီ3 9 6မှာ3လေး9 6ခွန်ထက်ကကျွန်တော်3ရက်5ရက်6ရက်3 9 6ဒီမှာတော့တပြင်ပြတ်သွားခဲ့တယ်ပေါ့နော်ပုံတူက6 9ဒီတကွက်ထဲပဲရတာပေါ့နော်ပုံတူက6 9ဒီတကွက်ထဲရတယ်ဆိုပေမဲ့နောက်ထပ်ကျွန်တော်ဒီလိုမျိုးနီးခုနှစ်ကနန်းတစ်ခုကပြတ်သွားခဲ့တဲ့အတွက်6 9ဒီပုံတူပြတ်သွားတယ်ပေါ့နော်โอเคနောက်ထပ်ပြီးတော့ ဒီ3689ကုတုံများတင်မှာခွန်ရ6ရ9ရက်ဒီ9ခွန်ရှိဖြစ်ပါတယ်။ပြီးတော့2569ကုတုံများအပြည့်ခွေမှာဆိုရင်69ရှောက်ဆိုပြီးဖြစ်ပါတယ်ပေါ့နော်။ Okay ဒါကြောင့်မို့ကျွန်တော်တို့ဒီမှာအဲ9ရ6ရအပူဖြစ်ပါတယ်ခင်ဗျာ။ဒီ6ရ9ရ6969ဆိုပြီးဖြစ်ပါတယ်ပေါ့နော်။6969 โอเคဒီနေ့9 6 9 9ကိုကျွန်တော်တည့်စီထားတာလေးရှိတယ်ဗောနော်ဒီဟာလေးဖြစ်ပါတယ်ဒီဟာလေးအားလုံးတည့်ဆိုပြီးတော့စီပြထားတယ်ကျွန်တော်အပူကောအာယုံမရလိုက်ဘူးဗောနော်အပူကကျွန်တော်ဒီမှာ6 6 9 9ထိုင်9 6 6 9 6 6ဗောနော်အဲ့မှာကျွန်တော်ကလေပိအတွဲဒီဒီမှာဗောနော်လေပိတွဲ9 6 6 9 9တုံတူမယ်ဆိုရင်6 9 9တုံမြ6 9ထဲကကနန်းနှလုံးအပါဒါမှမဟုတ်တလုံးဗောနော် အဲ့မှာဒီတော့ကိုယ်တုံများထဲကတလုံးပါရင်ပါမယ်သို့မဟုတ်တလုံးမှမပါဘူးပေါ့နော်အဲ့မှာလေပိတ်တွဲဆိုပြီးတော့ပြပြထားတာဆိုရင်6ခွန်လေပိတ်တွဲပေါ့နော်6ခွန်ခွန်6ထိပ်စီတလုံးထည့်ရမှာဖြစ်ပါတယ်။ Okay ပြီးတဲ့69 69 96 6996ဆိုရင်ဒီမှာ69ဆိုလို့ရှိရင်ဒီထဲကနှလုံးအပါဆိုရင်269ပေါ့နော်ကျွန်တော်6နဲ့9နဲ့ဒီမှာနှလုံးလေပိတ်တွဲထားပြီဆိုတဲ့အတွက်2အပူဆိုရင်ကျွန်တော်669ဖြစ်မယ်ပေါ့နော် ဒီမှာ6ထိပ်စီပဲထည့်ပြရမှာဖြစ်ပါတယ်669 696ဒီမှာ9လောက်တွေ့ရရပြီးပြီရောကျွန်တော်ကဒီမှာအဘူးကိုအာယုမရပဲနဲ့9လောက်လျှောက်ရှိပြီးတော့ဒီလေပိတ်တွဲကိုမကြည့်ပဲနဲ့ဒီလိုမျိုးတည်းစီလိုက်တာဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့ဒီအဘူးမှာ9လောက်လျှောက်တည်းဖြစ်သွားခဲ့တာဖြစ်ပါတယ်ခင်ဗျာအဲ့မှာဆိုရင်3ည6ဆိုလို့ရှိရင်3 6ဆိုလို့ရှိရင်ကျွန်တော်တို့3ည6ဆိုရင်ည6 3ည9 6 3ည6 3ည6ဒါပဲရှိတယ်ပေါ့နော်ဘဲဒါလေးကတော့ကျွန်တော်တို့ဒီ အဲရခဲ့မှာပေါ့လို့လည်းပြရမှာပေါ့နော်ဒါလေးမွေကနန်းဖြစ်ပါတယ်6 6မွေကနန်းပေါ့နော်မွေကနန်းလိုက်တဲ့မရှိရတော့အရာအကြတွေပေါ့နော်โอเคဒီဟာလူမျိုးပဲကျွန်တော်ဒီ19 20ချိန်မှာလဲကျွန်တော်ဆက်ပြီးတော့အဆင်ပြေအောင်မလားဆိုတာလေးကိုကျွန်တော်ဒီဆက်ပြီးတော့လေ့လာကြည့်မယ်ပေါ့နော်โอเคသူရဲ့နီးကတော့ဒီဟာလေးဖြစ်ပါတယ်ပေါ့နော်ဒီရှစ်မှာကိုကျွန်တော်နှစ်ချိန်ပေါင်းအောင်မှာဖြစ်ပါတယ်ပြီးရင်ထိတ်ဆီကိုမှာတစ်ချိန်ဒီခုနှစ်ကိုလေးနဲ့မြောင်းမယ် ပြီးရင်ခုနှစ်မှာတစ်ကြိမ်ဒီလေးနဲ့သုံးနှစ်မှာတစ်ကြိမ်စီငါးနဲ့ဒီနှစ်နဲ့မှာတစ်ကြိမ်စီရှစ်မှာနှစ်ကြိမ်ခြောက်မှာနှစ်ကြိမ်အပေါင်းနှစ်နဲ့ထပ်ပေါင်းသွားမှာဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်ရှစ်နှစ်ကြိမ်ပေါင်းရှင်းက16ခုเนาะခွန်လေးတွေနှစ်စင်းနဲ့ရှစ်ရှစ်နဲ့9ပေါင်းရှင်းက10ခုဆိုပြီးဖြစ်ပါတယ်ဒီခုနှစ်ကတစ်ကြိမ်ပေါ့เนาะ၄နဲ့3ပေါင်းရှင်းဒီလဲခွန်9ရက်နှစ်ရက်ပေါင်းတာလဲခွန်နှစ်နှစ်ကြိမ်ပေါင်းရှင်းဒီလဲ၆နှစ်ကြိမ်ဒီ7နှစ်ကိုနောက်မှရှိတဲ့နှစ်နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ် အဲဆိုရင်ကျွန်တော်တို့ဒီမှာဒီခွန်နဲ့ခွန်ပေါင်း14 4 6ပေါင်းရှင်းက30ဖြစ်ပါတယ်ခင်ဗျာဒီခွန်နဲ့ခွန်ပေါင်း14 4 4ပေါင်းတာရှင်းနေနေနဲ့ပေါင်းရင်30ဒီမှာနေ့တစ်လုံးကျန်နေပါတော့ရလာတဲ့နေ့ကိုကျွန်တော်3နဲ့ထပ်ပေါင်းတာဖြစ်ပါတယ်နှစ်ကို3ပေါင်းတော့9 6 8 9 9တုံများပေါ့နော်အဲ့ဒီထက်က3လုံးအပါဖြစ်ပါတယ်အဲ့ဒီမှာတော့အပူးဆိုတဲ့အတွက်6ရက်9ရက်6 9 6ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ ဒါပြီးခရက်ဘက်ကဟာကိုပြန်ပြပြီးရှင်းဖြစ်ပါတယ်ဗောနော်ဒီပုံမှာကြည့်ပြီးတော့ထပ်ပြီးတော့ကျွန်တော်20ချိန်တွေလေ့လာရအောင်ဗောနော်ဒီ3ညကို2ချိန်ပေါ့မယ်ဗောနော်ဒီ9မှာ2ချိန်ဆိုရတဲ့ဒီ6မှာ2ချိန်အလယ်မှာကို၄နဲ့မြောက်မယ်ဒီ9မှာ2ချိန်ဆိုရတဲ့ဒီ10မှာ2ချိန်9နဲ့9နဲ့မှာ2ချိန်စီ9နဲ့2နဲ့မှာ2ချိန်စီဒီ၈ကို2ချိန်ပေါ့မယ်ဗောနော်ပြီးရင်ဒီ၄ကို2ချိန်ပေါင်းပြီးတော့2နဲ့ထပ်ပေါင်းသွားမှာဖြစ်ပါတယ်ခင်ဗျာကဲဒါဆိုရင်ကျွန်တော်၃ညနဲ့ချိန်ဒီ၃ညဒီ၆ကတစ်ချိန်ပါနော် 6လေးလီတီ36 6ပဲရေးมาဖြစ်ပါတယ်ဒီတစ်ကတစ်ကြိမ်ပေါ့เนาะ9နဲ့9ပေါင်း10ဒီတော့9နဲ့3နဲ့ပေါင်းရှင်က6 6နဲ့ကြိမ်ပေါင်းတာကလည်း16ဒီ6နဲ့ကြိမ်8 8နဲ့2နဲ့ပေါင်းရင်10ဖြစ်ပါတယ်ခင်ဗျာโอเคဒါဆိုရင်ကျွန်တော်ဒီမှာ6က3 2 3 4 6လေးလေ20နဲ့4 20နဲ့5ရမယ်ပေါ့เนาะဆိုတော့9ကိုကျွန်တော်3နဲ့ပေါင်းတာဒီ8 9 3 9 3 4 နေ၄၆ခုနှစ်လုံးပါနော်၅၈၉၃ညတင်းနေ၃ဆပြီးရနေတာဖြစ်ပါတယ်ခေတာဆိုရင်၃ပိန်ကကျွန်တော်ရှိရှိတယ်နှစ်ရှိတယ်၃ရှိတယ်ဒီမှာ၈နှစ်၃ကပါနေပြီးသားဖြစ်တယ်ပါနော်ဒါကကျွန်တော်ဒီအပြည့်ခွေက၅၈၉၃ညတင်းနေ၃ဆပြီးဖြစ်ပါတယ်၅၈၉၃ညတင်းနေ၃ဒါ၃မျိုးပဲရှိသေးတယ်ပါနော်နောက်ထပ်၃မျိုးကိုလည်းကျွန်တော်ထပ်ပြီးတော့လေ့လာကြည့်မယ်ပါနော်ခေတာကတော့ကျွန်တော်အပြည့်ခွေကနန်း9လောက်နောက်ထပ်ဤ၃မျိုးဖြစ်ပါတယ်ပါနော် ဒီခွန်ခွန်ကိုမှာခွန်ရဲ့ကိုရဲ့ခွန်ခွန်ကိုတရားတော့နည်းလေး၆လုံးပဲရှိတယ်ဗောနော်ဒီတူမှာ၆လုံးပဲရှိတာဖြစ်ပါတယ်ခွန်ရဲ့၃ညရဲ့ခွန်၃ည၃ည၃ရဲ့ခွန်ရဲ့၃ခွန်ခွန်၈ရဲ့၉ရဲ့၄ရဲ့၈ရဲ့၉လေး၃ရဲ့၅ရဲ့၆ရဲ့၃၅၅၆၃၆ခွန်၈၈၈၈၈ခွန်ဆိုပြီးဖြစ်ပါတယ်ဗောနော်တူမှာတစ်ကြိမ်ပြက်ရှိတယ်တင်တော့၆၉တိမှာ၆လေး၆ဆိုတာအလေးဗောနော်အဲ့မှာ तू ကခဏခဏလုံးအထီယူမယ်ဆိုရင်တော့ပို့ပြီးတော့ရှင်းပြသွားမယ်ဗောနော်၅၆ခွန်၈၉ တင်ရှိပြီးဖြစ်ပါတယ်ဒီမှာ၄မပါဘူးပေါ့နော်6တလုံးပဲပါတယ်၄မပါတဲ့အတွက်ကျွန်တော်ကဒီမှာ9လုံးအထိယူမှာဖြစ်တယ်ပေါ့နော်9လုံးအထိထပ်ယူသွားမှာဖြစ်တဲ့အတွက်နောက်ထပ်တစ်ကြိမ်မှာတော့6 8 9တုံများ15ယူထားတယ်ပေါ့နော်အဲ့ဒီမှာတော့9 8ဆိုပြီးတော့8 9ဖြစ်ပါတယ်တရားနောက်ဆုံးတစ်လုံးကကျွန်တော်တို့9လုံးအထိယူမှာအဆင်ပြေမယ်ပေါ့နော်တရားနေစားပြီးတော့ပေါ့နော်ဆိုတော့ကျွန်တော်ဒီမှာ Southgam Center အတွက်ဒီမှာထပ်ထည့်ထားတယ်ပေါ့နော် အဲ့မှာ86ဒီ98ဒီမှာတော့89 3ည6ပုံတူတယ်ပေါ့နော်အဲ့မှာဆိုရင်696ဖြစ်ပါတယ်ပေါ့နော်696ဆိုတဲ့အတွက်ကြောင့်မို့ဒီမှာဒီ6ရယ်ဒီ9ရယ်ပေါ့နော်696ဆိုပြီးဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့ဒီနေ့နှစ်ခုစလုံး OK သွားခဲ့တယ်ပေါ့နော်96ဒီ98အားဆိုရင်ကျွန်တော်ဒီ19 20ချိန်အတွက်ပေါ့နော်20ချိန်အတွက်ဆိုရင်တော့ကျွန်တော်ဒီမှာ ောင်ည596ဘောနော်တောင်ည596 696 6 6တိဖြစ်ပါတယ်6 3 9 5 5 3 8 8 9ဘောနော်ပြီးရင်6 6ဆိုပြီးဖြစ်ပါတယ်ခင်ဗျာโอเคဒါဆိုရင်ကျွန်တော်ဒီကိုးမာကိုတုံးနေမြောက်မယ်ဗောနော်အလဲထိန်ကိုးမာနှစ်ချိန်ဒီတစ်မာနှစ်ချိန်ကိုးမာနှစ်ချိန် ရှစ်မှာတစ်ကြိမ်အပေါင်းသုံးစပြီးရမယ်ပေါ့နော်။အဲဆိုရင်ကျွန်တော်ဒီမှာ9က9နှစ်ကြိမ်18 9 3ကြိမ်20နဲ့ခွန်ဆိုတော့9ရှစ်ပေါင်းရှင်15ရမယ်ပေါ့နော်။15ဖြစ်ပါတယ်။ပြီးရင်ဒီ9နှစ်ကြိမ်18ရှင်းနှစ်နဲ့ပေါင်းရင်10ပေါ့နော်။ပြီးရင်ရှင်းနှစ်3ပေါင်းတာက17ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ။ အဲဆိုရင်ငါးနဲ့တိပောင်းရှင်းဒီ600မြေပေါ့နော်ရလာတဲ့6ကိုဒီအပေါ်မှာပြုပေါ့နော်6893ည95ဆိုပြီးဖြစ်ပါတယ်6893ည95ဆိုပြီးရနေတယ်ပေါ့နော်ဒါဒီနေ့အရာပေါ့နော်ဒီလိုမျိုးပေါင်းတာဆိုရင်6893ည95ဆိုပြီးရနေတာဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်ခုနကကျွန်တော်အပြီးခွေက6893ည95ပေါ့နော်6893 3ည5ဒီမှာတော့5 8 9 3ည3 9 8 9 3တုံညာတိနှစ်တုံးမပါဘူးဆိုတော့ရှိကူတုံညာနင်ငါခွေရမှာဖြစ်ပါတယ်ပေါ့နော်။အဲဆိုရင်ကျွန်တော်တုံပုံသူဒီရှိကူတုံညာနင်ငါဆိုပြီးရမယ်ပေါ့နော်။ရှိကူတုံညာနင်ငါဒါဆိုရင်ကျွန်တော်ကျွန်တော်လုံးပိန်က ငါရှိရနေရပဲရှိသွားမယ်ပေါ့နော်ရှင်နေတော့နေတော့တုံးလုံးပိုင်ဟာဒီဒီမှာတော့ပြောက်သွားမှာဖြစ်တယ်ခင်ဗျာဆိုတော့အဲ့ဒီထက်ကကျွန်တော်၈၉၃၅၅၅ကိုကြိုက်တယ်ဆိုရင်တော့မိမိတို့တဘောပေါ့နော်အဲ့လိုမှမဟုတ်ဘူးဆိုရင်ဒီ၅၈၉၃၅၃၃ကျွန်တော်သိစီလိုမျိုးစီလို့ရတယ်ပေါ့နော်အဲ့ဒီထက်ကကျွန်တော်ဒီဟာလေးကိုပို့ပြီးတော့သင်ရမှာပေါ့နော်၈၉၃၅၅ကိုပါဠိကိုပို့ပြီးတော့ဥစားပေးရမှာဖြစ်ပါတယ်ခင်ဗျာ โอเคဒါတော့ကျွန်တော်မခွေပြတော့ဘူးပေါ့နော်ဒါကြီးကတော့ကျွန်တော်မရှင်းပြပြီးတော့ညာကွန်ပြီးတော့ချင်းချင်ရမှာဖြစ်ပါတယ်ဒါဒီကျွန်တော်တို့လမ်းညွှန်ချက်ပဲပေါ့နော်လမ်းညွှန်ချက်ပဲပြပြီးလို့အစီအပြေမယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒါလေးကိုနောက်ထပ်ဗီဒီယိုမှာကျွန်တော်တို့ဒီမတွဲကနေပေါ့နော်ဝန်နိုနီးနဲ့ကျွန်တော်တို့ပဲတူတယ်ဆိုတာလေးကိုတင်ပြသွားမှာဖြစ်ပါတယ်ခင်ဗျာโอเคတင်ရှာနီးအရာကျွန်တော်တို့ချက်ကူ၃ည၅ထက်က သုံးလုံးဆက်ပြီးတော့ပေယုံလားဆိုတာလေးကတော့ကျွန်တော်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်ခင်ဗျာโอเคကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိလိုက်ပါကြည့်ရှုအပိတ်ခဲ့ကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေတို့တယောက်ရှင်းစီကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ